တရုတ်စာမကောင်းပေမယ့်ကယ်ဒမီမျက်နှာနဲ့နှပညာကျေးတင်းထောင်ယူနေပြီဆိုတဲ့နေဝင် နေဝင်းကတော့တရုတ်ဆောင်လောကကိုရောက်တာမကြသေးတဲ့အချိန်မှာပဲကယ်ဒမီစုကိုတန်းပြီးတော့စခုရရှိခဲ့သူပဲဖြစ်ပါတယ်။တရုတ်ဆောင်များစုရဲ့အီးမေးလ်ဖြစ်တဲ့ကယ်ဒမီဟာအခုနောက်ပိုင်းမှာတော့တန်မိုးနေလာသလိုပတ်စံပုံပေးရင်ရတဲ့ပစ္စည်းတစ်ခုလိုဖြစ်လာခဲ့ပါပြီ။အနုပညာလောကတွေကိုလည်းနီလန်ပေါင်းစုံနေရာပေါင်းစုံကနေဝင်လာကြတဲ့သူတွေများတဲ့တွေ့ဘသူကြီးကြီးနမည်ကြီးဖို့သာအားတန်ပြီးအနုပညာရေးသွေးကိုမထိန်သိမ်းကြတဲ့သူတွေကိုပဲတွေ့နေကြတာပါ။ဒီလိုမျိုးတန်မိုးနေဥပညာခေတ်တဲမှာရရှိတဲ့အကယ်ဒမီဆိုတာကလည်းယူသားမှုတရားမှုမရှိတယ်လို့အရေးချင်းလည်းမ ပြည့်မီတဲ့အနုပညာစုတစ်ခုလောက်သားဖြစ်ပါရည်။နေဝင်းဆိုတာက Red Chin တွေတည်ဆိုတဲ့ rapper တယောက်ပါ။ rapper လောကမှာလည်းသူ့ရဲ့တချင်တွေဟာလူငယ်တွေရဲ့အားပေးမှုကိုပြည့်ဝရရှိထားပါသေးတယ်။မြန်မာပြည်ရဲ့ rapper Godfather မှာတင်စားရပြီးအမေရိကန်နိုင်ငံရဲ့ rapper တယောက်ဖြစ်တဲ့ Snoop Dogg နဲ့လည်းပုံစံတူကြောင်ပြောခံခဲ့ပူတာပဲဖြစ်ပါရည်။အခုလိုမျိုးအစိုးပိုင်းမှာအောင်မြင်မှုတွေရနိုင်ပေမဲ့လည်းပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာတရုတ်ဆောင်လောကတွေကိုအပီးတိုင်ဝင်လာခဲ့တာဖြစ်ပါတယ်။နမေကြီးရဲ့ဆိုရီစူရိုက်ကြတဲ့စကားတွေကနေ အလင်းမြန်ကိုမှခီးပေါက်ခဲ့တာဖြစ်ပြီးအခုနောက်ပိုင်းမှာတော့ရုံတင်ကားတွေကိုပဲရှိုက်ကူးတော့တဲ့မင်းသားတလဲဖြစ်ကအစိုးဘက်ကလုံးဝပြတ်မသွားတော့တာပဲဖြစ်ပါရီအကယ်ဒမီဆိုတာလူပညာတတန်းရင့်တန်ပြီးတော့တကယ့်ကိုမှကြာရစရုပ်လို့တလို့ကူပြောင်းလုံနိုင်ကပရိသတ်ရဲ့ရင်ထဲမှာဆွဲကြံနေတဲ့တရုတ်စာမှုတွေပြပြနေမှာအကယ်ဒမီစုပေးတင်ပေးထိုက်တာမှန်ပေမယ့်နေဝင်းရဲ့တရုတ်စာမှုတွေကတော့ဝါသနာသမားအဆင့်လောက်သားဖြစ်ပြီးအကယ်ဒမီနဲ့လာလာမှမဆိုင်သေးတဲ့ဝါနုတရုတ်စာသမားတယောက်ဖြစ်ပါရီ ဒီလိုလူကအခုချိန်မှာတော့ကယ်ဒမီရအနုပညာရှင်တယောက်ဖြစ်နေပြီဖြစ်ပြီးထိတ်တဲမင်းသားတွေနေတူတယောက်ဆောင်ကြီးတခါစီဝိုင်းရေးလှုပ်ရှားနေကြပြီပဲဖြစ်ပါရည်တကယ်ရဲ့ချင်းရှိပြီပြိသက်တရဲ့ရှင်ထဲမှာတည်တခိုးနေရာယူနေကြတဲ့အနုပညာရှင်တွေနဲ့အရင်ဇက်ကောင်တွေသာရိုက်ရတဲ့စိတ်ရန်တွေရဲ့ဘဝကတော့ဘလောက်ပဲဇက်ကားတွေပနဲ့မျိုးရိုက်ရပါစေတက်မလာတဲ့အနုပညာရှင်တွေဘဝနုံနေနေပြီးတော့ဆင်းရဲတွင်းကမထွက်နိုင်ခဲ့ကြပါဘူးမင်းသားတွေတဲ့ပိုပိမဲနဲ့ဇက်ကွက်တွေနဲ့အနာခံရတဲ့လူကျန်းမင်းသားတွေဟာလည်း လက်တွေ့လောကမှာတော့အားလုံးကချီရန်လူတန်းစားတွေပဲဖြစ်နေခဲ့ကြပြီးရောရုံးကန်နေကြတာပဲဖြစ်ပါတယ်ဒီလိုလူတွေအတွက်ကတော့အမှုပညာကြီးတွေကတက်မလာခဲ့ရပေဘာမဟုတ်တဲ့မနေ့တနေ့ကမှအကယ်ဒမီဘုတ်ဖွဲ့ကိုပတ်စံပေးပြီးအကယ်ဒမီရလာတဲ့လိုင်းကြောင်မင်းသားကတော့အမှုပညာကြီးကိုတိတ်တထောင်တီးတက်ပြီးရောချမ်းသာပြီးရင်ချမ်းသာနေခဲ့ပြီးပဲဖြစ်ပါတယ် အရေးချင်းရှိလို့ရတဲ့တိန်းတထောင်မဟုတ်ဘဲနမေနဲ့အကယ်ဒမီကိုပန်းပြပြီးတော့ဒီပညာကြီးကိုလောက်ထိတက်နေတာဖြစ်ပါရီ။နေဝင်းကပြန်မလဲကိုပိုင်အင်ဂျီဘရန်ပိုင်ဆိုင်ပြီးတော့စီဝါရေးကောင်းတဲ့သူတယောက်ဖြစ်ပါရီ။ပရိသတ်တွေကတော့ဒီပညာကြီးကိုအခုလိုအဆမတန်တောင်းရတဲ့နေဝင်းကိုလည်းအံ့ဩတယ်လို့စီဝါရေးသမားတွေကိုလည်းအံ့ဩကြတာဖြစ်ပါရီ။အမှုပညာကိုချလုံးလုံးကိုင်းနေကြတာမဟုတ်ဘဲစီဝါရေးတွင်နေအရေးချင်းရှိတဲ့ဒီပညာသမားတွေကြောင့်တိုးတက်လာတဲ့မြန်မာပြည်ရဲ့ဒီပညာစံနှုန်းကြီးဟာတိတ်ချတွေးကြည့်ရင်ရှင်းနာဖို့ကောင်းကြောင်းပရိသတ်တွေကပြောဆိုနေကြတာပဲဖြစ်ပါရီ။အခြားအကယ်ဒမီယာမင်းသား ားတွေလို့ရေးချင်းမရှိပေမယ့်အမှုပညာကြီးတော့တိတ်တထောင်သတ်မှတ်ထားရင်ဆိုတော်ရုပ်ဆောင်နေဝင်တဲ့ပတ်သက်ပြီးပြည်သက်ကြီးရဲ့အမြင်လေးကိုလေးကိုမမပြောခဲ့ပေးပါအောင်ရှင်အာဘိနာစင်ကကြရီပြည်သက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာအကောင်းနဲ့ဆယ်လီတွေအမှုပညာရှင်တွေရဲ့ဒိန်းနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်အမေကြပါနေအောင်ရှင်